ကျွန်တော်ရဲ့မိတ်ဆွေများပြည်မီပြည်သက်များခုနှစ်နှစ်သာသမီများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီကနေ့ဘုဒ္ဓတာအနေနဲ့ပြောပြခြင်းနဲ့အကြောင်းအရာလေးတစ်ခုရှိရပါတော့နော်လူပညာလောကမှာစမ်းဆိုတာကိုသိပြီးအရေးထားတယ်နော်စမ်းကောင်းမှသူကအောင်မြင်တာပေါ့နော်စမ်းစမ်းကောင်းမှတချို့ဆိုလို့ရှိရင်အဲအဲ့လို တို့သူ့ရဲ့ဒီအမှုပညာကလေးတစ်ခုတည်းနဲ့ဟိုဆက်ရှင်းပေါက်ပြီးတော့နိုင်ငံကျော်သွားဆိုအာဒါစမ်းကောင်းတယ်အမှုပညာစမ်းကောင်းတယ်ပေါ့တချို့ကြောက်လည်းအစူးစားပြီးတော့သူကတော့တော်တယ်ရည်ရှင်းတော့ရှိပါတယ်ဒါပေမဲ့သူစမ်းသိပ်မပါဘူးပေါ့နော်မအောင်မြင်ဘူးဆိုတော့စမ်းကသိပ်အရေးကြီးတယ်နော်အဲ့တော့အဲ့ဒီစမ်းဆိုတာကကျွန်တော်ရဲ့ဒီဘေးရင်ပညာရဆိုလို့ရှိရင်သူကလာဗျာနော်ဒါတနည်းအားဖြင့်ရဲ့သဘောလာကိုကိုစားပြုတယ်အဲ့တော့ဒီနေရာမှာ ဒီစမ်းဆိုတဲ့အရာကအမှုပညာရှင်တွေအတွက်ကြီးပဲမဟုတ်ဘူးဒါလူတိုင်းအတွက်နဲ့ဆိုင်တာပေါ့နော်လူတိုင်းမှလည်းအဲဇာတာစမ်းလက်တွေကောင်းမှုဆိုတာအရေးကြီးတာပဲလေအဲတချို့ဆိုလို့ရှိရင်ဒီစမ်းပွင့်နေဆိုရင်မျက်နှာပန်းပွင့်တာပေါ့နော်အာစမ်းလက်ကောင်းနေအဲသူကမျက်နှာပန်းပွင့်ခြင်းနော်ဒါချမ်းသာခြင်းပေါ့စမ်းဆိုတာလေလူတိုင်းနဲ့ဆိုင်တယ်နော်အဲ့တော့လူတိုင်းဟာစမ်းကောင်းမှုလိုတယ်နော်အဓိကဒါပဲနော်အဲ့တော့စမ်းကောင်းမှုလိုတယ်ဆိုတော့ကျွန်တော်တို့ကဒီ ဘယ်ရင်ကိငင်းရဆိုရင်စမ်းကတလမင်းပဲเนาะဒီတင်းလာဂျိုးပူစားပြည့်ရဲ့လမင်းအဲ့တော့လာဟာလူတိုင်းနဲ့အမတန်ကိုပတ်သက်မှုရှိတယ်လူတိုင်းနဲ့အရေးကြီးဆုံးဆက်သွယ်မှုရှိတယ်အဲ့တော့ကျွန်တော်ကလာဟိုဒါအလေးထားရမယ်အဲ့တော့လာဟိုအလေးထားမယ်ဒီစမ်းဖြစ်တဲ့လမင်းအတွက်ကိုเนาะစမ်းအကောင်းဆုံးအပွင့်ဆုံးရှင်ဟာဘယ်ရှင်လုံးလာပြည့်နေပေါ့เนาะ အဲလာပြည့်နေဆိုဆန်းအကောင်းဆုံးအချိန်ပဲဒီစမ်းကြိုကိုစားပြုထားတဲ့လာမင်းရအကောင်းဆုံးအချိန်တော့လာပြည့်နေတွေတိုင်းမှာတော့ဒါကျွန်တော်တို့ဟာနော်အထူးပေါ့ကိုကိုကိုဂီယူဒ်ဆိုင်လေးနဲ့နေထိုင်ရမယ်အဲမေထုံမိဝဲစင်းဒါမျိုးတွေရှောင်ရမယ်အဲရက်ဒေတာတောက်စားခြင်းဒါတွေကိုလည်းရှောင်တဲ့နေအဲ့တော့ရှေးလူကြီးသမားတွေပြောခဲ့တဲ့ဒီလာပြည့်နေတွေမှာဥပုပ်တင်းစောင့်တည်တယ်ဆိုတော့လေဒီသဘောမျိုးပဲဗျာနော် ရှေးလူကြီးတွေကအမျိုးမြင်ကြီးတယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါကတိပီးသားကြီးဆိုတော့မထူးဆန်းမှုဆိုပြီးတော့အလွတ်မဲ့နေကြတာနော်ဒါပေမဲ့အခုပြောတဲ့အတိုင်းလေးကိုပဲကျွန်တော်တို့လူအလုံးအတွက်ဒီဆန်းအကောင်းဆုံးအချိန်ဖြစ်တဲ့လာပြည့်နေ့လူနေ့မျိုးမှာတော့နော်တတိရှိပါ ကုသိုလ်ကောင်းမှုတွေများများ ပို့လို့ပါအစွမ်းပြောတဲ့နော်ဒီမေထုံမီဝဲစင်းဒီလကျိုးပေါရှင်းပေါ့နော် အဲဒါတွေတော့ရှောင်သားပါတောက်တက်စားတက်တဲ့လူဆိုလဲအဲ့နေလေးကိုတော့ဒါရှောင်လိုက်ပါပေါ့နော်အဲပြီးတော့အဲ့ဒီလိုနေမျိုးမှာအထူးသဖြင့်ဒီဘာသာရေးလုပ်ငန်းတွေလုပ်မယ်အဲဒီလာစောက်တီမယ်တက်တက်လွတ်စားခြင်းနော်ဖျားကိုနောပွားများခြင်းဒါတွေကိုအဲ့လိုဆွဆွမြမြလေးနဲ့ဒီစမ်းကောင်းဖို့အတွက်တစ်ခုတည်းကိုပဲနော်အခုကျွန်တော်ပြောနေတာဟာပြောမစွင်ဒါလောကီ ပညာရှုထောင့်ကနေပဲပြောတာပါเนาะအဲဒီလောကုတ္တရာကုသိုလ်เนาะကောင်းမှုအနေနဲ့မဟုတ်သေးပါဘူးလောကီပညာရှုထောင့်ကအနေနဲ့ပဲစံကောင်းမှုအတွက်ကိုလာပြည့်နေတွေကိုဒါသတိရှိပါကောင်းကျိုးကိုပဲအထူးပြုလုပ်ပါအဲဒါလေးကတော့ဘုဒ္ဓအနေနဲ့ပြောပြပေးလိုက်တာပါခင်ဗျเนาะအားလုံးပဲကန်စတာဆန်းလက်တွေဝင်လန်းကြပါစေ